ဖြစ်ပုံကတော့ဒီလိုပဲ။အညာဒေတာကြီးပင်ငံရွာရဲ့အနောက်ဘက်အစွန်ဆုံးမှာတော့ဘသူမှမလုရက်ခဲ့တဲ့လက်ွက်လက်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီနေရာကိုတော့ကဝေဝင်းလို့ခေါ်ကြပါတယ်။ရှေ့လူကြီးတွေပြောစကားအရတော့ဒီနေရာဟာရှေ့ကအောင်းလန်းစရာတရားသူ့တပည့်တွေကိုပညာဆန်းရင်တက်ပြီးမြုံနှံထားခဲ့တဲ့နေရာတဲ့။မြေကြီးတွေကမင်းနဲ့နေပြီးဆိုက်လိုက်တဲ့မြအပင်တိုင်းကအတိမတိပဲညှို့တွေကုန်တာတွေကြီးပဲ။ဒါပေမဲ့တန်းနဲ့မှာတော့ရွာကို ဥဒရင်ဆိုတဲ့လူတယောက်ကပြောင်းလာခဲ့ပါတယ်။သူကလောဘကြီးရဲ့ခေါင်းလဲမာတယ်။မြေဆိုတာပြုတ်ပြင်းရင်စိုက်လို့ရတာပဲ။ဘာကဝေးမမြုံဆိုပြီးအဲ့ဒီကဝေးဝင်းကိုဈေးပေါ်ပေါ်နဲ့ဝယ်ယူလိုက်ပါတယ်။ရွာကန်ဒီတာရကိုလည်းခေးမဆိုင်ခဲ့ပါဘူး။ဥဒရင်ကလေကိုထုံးဖို့ပြင်တော့မြေကြီးအောက်ကနေပြီးထူးဆန်းတဲ့တိုင်မဲကြီးဒတိုင်ကို တူးမိလိုက်ပါတယ်။အဲ့ဒီတိုင်ကြီးကတံမှန်တက်သားတိုင်မဟုတ်ဘူးဗျာ။မကြီးနှစ်ကိုတွင်းနဲ့စိန်ပြီးမအောင်လောက်ထားတဲ့တိုင်ကြီး ဲ့ဒီတိုင်ရဲ့ထိတ်မှာတော့လူခေါင်းခုံပုံစံထုလုပ်ထားပြီးမျက်လုံးနေရာမှာတော့တံမိုးကြီးနှစ်ချောင်းကိုရိုက်သွင်းထားပါတယ်။ဥတာတင်ကအဲ့ဒီတိုင်ကိုမြင်တော့လန့်သွားရမယ်အစားသူကသဘောကျသွားတယ်။ဟာဒါစာကြောက်ရုပ်လုံးလိုက်ရင်ကွက်ဒီပဲကွာဒီလိုပြောလိုက်ပြီးအဲ့ဒီတိုင်မဲကြီးကိုလေခွင်းလေမဆိုင်ကောက်ရုံးတွေနဲ့ပတ်ပြီးစာကြောက်ရုပ်လုံးလိုက်ပါလေရောဥတာတင်ကအဲ့ဒီကောက်ရုံးရုပ်ကိုသူ့အဝတ်စားဟောင်းတွေကိုဝတ်ပေးလိုက်တယ်ခေါင်းပေါ်မှာတော့ ခမောက်ဆုပ်လေးတစ်ခုကိုစောင့်မိလိုက်တော့အဝေးကနေပြီးတော့ကြည့်ရင်လူတယောက်မိုက်တဲ့ရက်နေလိုပါပဲဒါပေမဲ့ထူးခြားတာကအဲ့ဒီကောက်ရိုးရုပ်ပြီးသွားတဲ့ညနေမှာပဲရွာထဲကခွေးတွေကအဲ့ဒီလေကွင်းဘက်ကိုလှည့်ပြီးတူဦးနဲ့အတန်ကုန်ဟောင်ကြတော့တာပဲဗျရွာတောင်ပိုင်းကတဲအုပ်လေးထဲမှာနေတယ်ဆရာကြီးဥတုံးချိုကတော့အဲ့ဒီညတွေကအဲ့လိုမရခဲ့ပါဘူးသူက သူ့တဲ့ရှိကိုထွက်ပြီးလင်းကြီးကိုဖြည်းဖြည်းချင်းရှူကြည့်လိုက်တယ်ဟဲလေထဲမှာတော့ကောက်ရိုးဆွေးနဲ့မရပဲ လူဒီကောင်ပုံနဲ့ပါလာပါလားဆိုပြီးဆရာကြီးကတုခါကြကပလီကိုထုတ်ပြီးမှုတ်ကြည့်လိုက်တယ်။ပလီတန်းကตาရမနေပဲအကွက်ကွက်အတန်ကြီးထွက်နေတယ်ဗျ။ပြည်သနာကတော့၃ရက်လောက်နေတော့စတာပဲ။ဥတာရင်ရဲ့လက်ခွေးထဲမှာစိုက်ထားတဲ့ပက်ကင်းတွေဟာတခြားလက်တွေထက်ထူးခြားပြီးတန်ဆွမ်းလာတယ်။ဒါပေမဲ့အရွက်တွေကအစိမ်းရောမဟုတ်ပဲငင်းညူအောင်တန်းနေရဲ့ဗျ။ဥတာရင်ကတော့ပျော်နေတာပေါ့ဗျာ။တွေ့လား။ငါမြေကမြေရောသာကောင်းလို့ကဒီလိုမျိုးကျွေးကြော်နေပါတယ်။ ါပေမဲ့တန်ညမှာတော့ဥဒတင်ရဲ့လေဆောင်ထဲမှာအိတ်တဲ့တူတူလေးဖိုးကျော်ဆိုတဲ့ကောင်လေးဟာပျောက်သွားခဲ့ပါတယ်မနဲ့ကြတော့ရွာသားတွေဝိုင်းစာကြပါမယ်ဖိုးကျော်ကိုမတွေ့ရတော့ပါဘူးဒါပေမဲ့လေခွဲလေကကောက်ရိုးရုပ်ကြီးရဲ့ဗစက်နေရာမှာတော့တွေးစာတွေပေးချန်နေတာကိုတွေ့လိုက်ရပါတယ်ပြီးတော့ကောက်ရိုးရုပ်ရဲ့ဘိုင်းနေရာကအရင်ရက်ကတည်းကပို့ပြီးတော့ဖောင်းကားနေတယ်လို့ပါပဲရွာသားတွေကတော့ဒါတေးလက်ချက်ပဲဖြစ်ရမယ်လို့ပြောကြပါမယ်ဥဒတင်ကတော့ လက်မခံခဲ့ဘူးဗျခွေးဆွဲတာနေမှာပေါ့ကွာငါကောက်ရုပ်ရုပ်ကဘာလောက်တက်မှာလဲဒီလိုမျိုးသူကညှင်းဆိုပါတယ်နောက်ထပ်နှစ်ရက်လောက်ကြာတော့ခြေအနေတွေကပိုပြီးတော့ဆိုးဝါးလာပါတယ်ညပတ်ဆိုရင်အဲ့ဒီကဝေဝင်းဘက်ကနေပြီးအတန်တွေကြားရတယ်လို့ရွာသားတွေကပြောကြပါတယ်ကောက်ရုပ်ရုပ်တွေပုတ်တိုက်တန်လို့လို့အယိုးတွေဝါးစားတန်လို့လို့ပေါ့အဆိုးဆုံးကတော့ဥတာနေကိုယ်တိုင်ကြုံတွေ့လိုက်ရတာပါပဲတ냐မှာတော့သူကလေရည်သွင်းမှုလဲတဲ့ဆင်းသွားတယ်လက်ပြညဆိုတော့ လင်းထိန်နေတာပေါ့ဗျာသူရေသွင်းနေရင်ခါးစားချက်တစ်ခုကရလာခဲ့တယ်တယောက်ယောက်ကသူ့ကိုနောက်ကနေပြီးစိုက်ကြည့်နေတယ်လို့မျိုးပေါ့သူလက်ကြီးလိုက်တော့လေခွေးလေကကောက်ရုပ်ရုပ်ကြီးကို တွေ့ရတယ်ဒါပေမဲ့အဲ့ဒီကောက်ရုပ်ရုပ်ကြီးဟာမန်းလေးကရှိခဲ့တဲ့နေရာမှာမဟုတ်ဘူးဗျာသူ့အနာကိုပိုရောက်လာတယ်လို့ပဲဥဒတင်ကတော့မျက်စီမားတာနေပါမှာဆိုပြီးသူ့လုပ်ကိုသူဆက်လုပ်နေပါတယ်ခဏနေတော့ရှက်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 ဆိုတဲ့တံကိုသူ့နှာကပ်ပြီးကြားလိုက်ရပါတယ်လက်ကြီးလိုက်တဲ့အခါ အမလေးဗျာကောက်ရုပ်ရုပ်ကြီးကသူ့အနောက်ငါးပေလောက်အကွာမှာရောက်နေပြီကောက်ရုပ်ရုပ်ရဲ့မျက်နှာနေရာကတံမှုမျက်လုံးကြီးတွေကလာရောင်အောင်မှာနေရနေတာပဲဗျာပြီးတော့အဲ့ဒီရုပ်ရဲ့လက်ထံကြီးတွေကဥဒတာရင်ကိုဖမ်းဖို့မြောက်တက်လာတယ်ဥဒတာရင်လဲလက်ခွေးထဲကနေအော်ဟစ်ပြီးပြေးတော့တာပေါ့အိမ်ရောက်တော့ဖျားပြီးဒါတိလက်သွားခဲ့တယ်သူ့မိမကတော့ဥပြုံးချိုကိုတွတ်ပင်းရတော့တာပေါ့ဥပြုံးချိုရောက်လာတော့ဥဒတာရင်ကရောင်ရမ်းနေပြီးမသွားနဲ့ငါ့ကိုစားလိမ့်မယ် ောက်ရိုးတွေကောက်ရိုးတွေဥပြုံးချိုကဥတာရင်ရဲ့မျက်လုံးတွေကိုဖွင့်ကြည့်တယ်မျက်လုံးသားထဲမှာကတွေးကြောတွေရှက်တန်းနေပြီးကောက်ရိုးစားလေးတွေကမျက်လုံးထောက်မှာကန့်နေတာကိုတွေ့ရတယ်ဒါရိုးရိုးဖြားတာမဟုတ်ဘူးကောက်ရိုးတစ်စီပူးတာဟိုကောက်ရိုးရိုးလှုပ်ထားတဲ့တိုင်ကတံမှန်တိုင်မဟုတ်ဘူးတိုင်ကုန်းတို့လို့ခေါ်တဲ့အောင်လန်းပညာနဲ့စီရင်ထားတဲ့တိုင်ပဲဥပြုံးချိုကအဲ့လိုပြောပြီးသူ့လွယ်အိတ်ထဲကပစ္စည်းတွေကိုထုတ်လိုက်တယ်ဒီတစ်ခါမှာတော့အယုတ်တွေမှာပါတော့ဘူးဗျာ ဝင်ရင်တုံးတစ်ချောင်းရဲ့မိကွင်းပတ်ဝါတန်ထရဲ့ပဲပါတယ်။ကဲတကြီးနဲ့ရွာသားတွေဓာရီလှန်တွေဒုံးတွေယူခွဲကြ။ဒီညဒီကောင်ကိုတွားရှင်းမှရမယ်။မဟုတ်ရင်ရွာကလူတွေတယောက်ပြီးတယောက်အစားခံရလိမ့်မယ်။ဆရာကြီးဥဆောင်ပြီးရွာသားတွေကကဲဝေခွင့်ဘက်ကိုထွက်လာခဲ့ကြပါတယ်။လေခွင်းထဲကိုရောက်တော့လေကတဝေါဝေါနဲ့တိုက်နေပါတယ်။ကောက်ရိုးရုပ်ကြီးကတော့လေခွင်းလည်းမမမကြီးရက်နေတော့မှပဲ။ဒါပေမဲ့ထူးသန်းတာကလေတိုက်နေပင်မဲ့အဲ့ဒီရုပ်က ိမ့်ထိုးမနေဘူးဗျာကြောက်တန်ကြီးလိုငိမ့်တက်နေတာတတိထားကြဟေ့ဒီကောင်ကအသက်ရှိတယ်ဥပြုံးချိုကလှမ်းပြီးတော့တတိပေးလိုက်ပါတယ်ရုတ်တရက်ကောင်းရုတ်ရုတ်ကြီးရှိကနေပြီးအတန်နဲ့ကြီးကထွက်ပေါ်လာပါတယ်ဟာဟာဟာငါနဲ့မြေဦးလာရဲတယ်ဗောအကုန်လုံးကိုမြေဩစွာလုပ်ပြင်မယ်အတန်ဆုံးတာနဲ့ကောင်းရုတ်ရုတ်ကြီးကမြေကြီးထဲကနေပြီးသူ့ခြေထောက်တက်သားတိုင်ကိုစွတ်ခနဲ့စွဲနှုတ်လိုက်တယ်ပြီးတော့လူတယောက်လိုပဲ ရွာသားတွေရှိကိုခုံဝင်လာခဲ့ပါတယ်။ရွာသားတွေကတော့ကြောက်လန့်ပြီးထွက်ပြေးကုန်ကြတာပေါ့ဗျာ။ကောက်ရိုးရုပ်ကြီးကတိတ်ပြီးတော့မြန်ဆန်လုံးနဲ့သူ့လက်ထံရှည်တွင်နဲ့ရွာသားတယောက်ကိုလှမ်းရိုက်ရိုက်တာအဲ့ဒီလူကလွန်ထွက်သွားပါလေရောဗျာ။ဥပြုံးချိုကတော့မပြေးဘူးဗျာ။သူကဝရင်တုပ်ကိုမြေကြီးပေါ်စောင့်ချလိုက်တယ်။ဟဲကောင်မင်းကတက်သားနဲ့ကောက်ရိုးပဲရှိရာ။ငါမီးကိုခံနိုင်မလားကြည့်ရအောင်။ဥပြုံးချိုကသူ့ခါးကြားကပလီကိုထုတ်ပြီးတော့မှောက်လိုက်တယ်။ပလီသားတွေကမီးရောက်တလူမျိုး ပြင်းထန်လာတယ်။ဇေယျကြီးကသူ့လက်ထဲကမိကွင်းပါဝါကိုလေထဲကိုပြင်းနှောက်လိုက်တယ်။ပလီသွန်နဲ့ပါဝါထိတဲ့အချိန်မှာတော့ပါဝါကဟုံးကနေနဲ့မိတောက်ကြီးဖြစ်သွားပြီးကောက်ရုပ်ရုပ်ကြီးကိုပြန်တက်သွားပါတယ်။မိတောက်တွေက ကောက်ရုပ်ရုပ်ရဲ့ရင်မှတ်ကိုတွတ်ဟက်လိုက်ပါတယ်။ပုံမှန်ဆိုရင်တော့ကောက်ရုပ်ရုပ်ဆိုတာမိတောင်လွယ်တယ်လေ။ဒါပေမဲ့ဒီကောက်ရုပ်ရုပ်ကမင်းမလောင်ဘူးဗျ။မိတောက်တွေကသူ့ကိုယ်ပေါ်မှာရေလိုပဲစိကြသွားတယ်။ဟာ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 ငါကတွေးတောက်ထားတာကွာ။ ရိုးရိုးမီးနဲ့မလောင်ဘူးကောင်ရိုးရိုးကြီးကရေမောပြီးဥပြုံးချိုရှီကိုပြေးဝင်လာပါတယ်ဥပြုံးချိုကနောက်ကိုခြေလက်တလန်ဆုပ်လိုက်ပါတယ်သူ့ရဲ့မျက်နှာမှာတော့ချွေးတွေဆွဲဆူလာပြီးဗျဒီကောင်ကတော်ရုံမဟုတ်ဘူးတွေးသိရှင်ဖြစ်နေပြီဆရာကြီးကဝရင်တို့ကိုကောက်ကန်လိုက်ပြီးကောင်ရိုးရုပ်ကလက်တံကိုရိုက်ချလိုက်ပါတယ်တေသားချင်းရိုက်မိတဲ့တံမဟုတ်ပဲအသားချင်းရိုက်မိလို့ဖတ်လာတဲ့အတံမျိုးကြားလိုက်ရပါတယ်ကောင်ရိုးရုပ်ကြီးကဥပြုံးချိုရဲ့လက်ဘင်းကိုညှစ်ဖို့လုပ်တယ် ဲ့ဒီချိန်မှာပဲဆရာကြီးကအကြံတစ်ခုရသွားခဲ့ပါတယ်မင်းကမင်းမလောင်တာဗောဒါဆိုရင်တော့မင်းရဲ့အတွင်းသားကိုငါဖောက်ပြစ်မယ်ဥပြုံးချိုကသူ့လက်ထက်ကနေပြီးကျွဲရမ်းချိုတချောင်းကိုထုတ်လိုက်ပါတယ်အဲ့ဒီချိုကတော့တမန်ချိုမဟုတ်ဘူးယဝိဇာတက်တွေစီးထားတဲ့ချိုမျိုးဆရာကြီးကကောင်းရုပ်ရုပ်ကရင်မတ်ကိုအဲ့ဒီကျွဲချိုနဲ့ထိုက်ထုတ်လိုက်ပါတယ်ကောင်းရုပ်ရုပ်ကြီးကတုတ်လိမ်သွားပြီးအဲ့ဒီရင်ဘက်ကနေတွေးစိမ့်နေပန့်ထွက်လာပါတယ်။ကောက်ရိုးတွေ့ကြတဲ့မှာ အသားစိမ့်တွေရှိနေတာကိုတွေ့လိုက်ရပါတယ်။အခုပဲရှိုးကြဆရာကြီးကလှမ်းဟော်ပြီးအော်ပြောလိုက်ပါတယ်။ကောက်ရိုးရုပ်ရဲ့အသွင်သားပွင့်သွားတော့မှသူ့ရဲ့မင်းမလောင်တဲ့အစီရင်ကပြက်စီသွားပါတယ်။ရွာသားတွေကရေနေတီပလင်းတွေနဲ့ပြစ်ပေါက်မီးတုပ်တွေနဲ့ဝိုင်းရှိုးကြပါတယ်။ကောက်ရိုးရုပ်ကြီးရှီကနေပြီးလူတန်းလိုအော်ဟစ်တန်းကြီးပေါ်လာခဲ့ပါတယ်။မီးတုပ်တွေကဝေါကနေနဲ့ထောက်တော့ကုန်ပါတယ်။မီးလောင်နေတဲ့အချိန်မှာတော့ကောက်ရိုးရုပ်ထဲကအရာကိုမြင်တွေ့လိုက်ရပါတယ်။ အဲ့ဒါကတော့တဲသားလိုက်မဟုတ်ဘူးယာမဲပုံနေတဲ့လူသေးကောင်ကြီးတကောင်အဲ့ဒီလောင်းကမတ်တဲရက်လက်သားနဲ့မိထဲမှာလူလိမ်နေတယ်သူ့ပါဇက်ကလည်းပူတယ်ပူတယ်ဆိုပြီးတော့အော်ဟစ်နေတယ်ဥပုံချိုကတော့ပလွေကိုဇက်တိုက်မှုတ်ပြီးမိရဲ့အရှိန်ကိုမြင့်တင်ပေးနေပါတယ်နောက်ဆုံးမှာတော့ကောက်ရုပ်ရုပ်ကအထက်ထက်ကမဲပုံနေတဲ့အလောင်းကောင်ကြီးရော ပြာကျသွားပါတယ်မိငိမ့်သွားတဲ့အခါမှာတော့ပြာပုံထဲကနေပြီးအယိုးသူတစ်ခုနဲ့အတူပျောက်ဆုံးသွားတယ် ဖိုးကျော်ရဲ့ခမောက်ကလေးကိုပြန်တွေ့ရပါတယ်ဖိုးကျော်ကတော့ကဲလို့မရတော့ဘူးပေါ့ဗျာမနဲ့မိုးလင်းတော့ဥသာတင်လဲနောင်တရပြီးငိုယုံနေတော့တာပေါ့သူ့လောဘကြောင့်သူ့လေးအသက်ပါဆုံးရှုံးလိုက်ရတာကိုဗျာဥပြုံးချိုကတော့ပြပုံဝေးမှရက်ပြီးမြေတာပူအမြပေးဝင်နေပါတယ်ဆရာကြီးအထဲတဲ့ကအလောင်းကဘသူလဲလို့ကျွန်တော်ကလှမ်းမိကြည့်ပါတယ်ဥပြုံးချိုကတော့ခေါင်းခါလိုက်ပါတယ်အဲ့ဒါက ရှေ့ကအောင်လန်းစရာတယောက်ရဲ့အလောင်းပဲသူ့တပည့်တွေကသူ့ကိုလုံချံပြီးတိုင်မာချီရှင်လက်လက်မြုပ်နှံထားခဲ့တာဥတာတင်ကတူးဖော်လိုက်တော့ကောင်းရိုးရုပ်အတွင်နဲ့ပြန်ထလာပြီးလူတွေကိုစားတော့တာပေါ့အဲ့ဒီနောက်ပိုင်းဥတာတင်လည်းအဲ့ဒီလက်ကွင်းကိုဖုံးချောင်းကိုလှူလိုက်ပါတယ်ဘသူမှလည်းစိုက်ပျိုးရေးမလုပ်ကြတော့ပါဘူးဒါပေမဲ့လေပြင်းတိုက်တဲ့ညတွေမှာဆိုရင်အဲ့ဒီကဝေကွင်းဘက်ကနေပြီးရှက်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 ဆိုတဲ့ကောင်းရိုးပုံတန်လိုလိုလူကြီးတန်လိုလိုအတန်တွေက ကြားနေရတော့မယ်လို့ရွာသားတွေကပြောကြပါတယ်ခမရတို့ရောကောင်းယုံဝင်းကြီးနားကနေပြီးဖြတ်သွားရင်တာကြောက်ရုပ်တွေကိုတတိထားကြည့်မိကြလားဗျာသူတို့ကငှက်တွေကိုခြောက်နေလားလားဒါမှမဟုတ် ခမရတို့ကိုစောင့်ကြည့်နေလားလားဆိုတာတော့ဘယ်သူမှအာမမခံနိုင်ဘူးလေဒီညတော့ဒီလောက်ပါပဲဗျာအဲ့ရဝင်ကျွန်တော်ကိုတည်တည်ကြာကြာထောင်ရအောင်တော့တော်ကြာကျွန်တော်စားလေးတွေလှုပ်နေတာကလေတိုက်လို့မဟုတ်ပဲတစုံတယောက်ကလက်နဲ့လာတို့နေတာ ဖြစ်နေအောင်ပဲဗျဟာ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 အဆုံးထိနားဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ